Hello ချစ်တော်သူများအားလုံးပဲမင်္ဂလာပါရှင်အခုကျမအနေနဲ့အောက်တိုဘာလ20 20ရက်နေ့ပေါ့နော်အောက်တိုဘာလ20ရက်နေ့ကနေပြီးတော့အောက်တိုဘာလ26ရက်နေ့အတွင်းမှာဂျိုနေထားပေါ်မှာမူတည်ပြီးတော့နေ့လိုက်ဆောင်ရရှောင်းရံတွေကိုပြောပြသွားဖို့အတွက်ဒီ live ကိုတွင်လာပါခုဆက်ပြီးတော့เนาะအောက်တိုဘာလ 20ရက်နေ့ကနေအော်တိုဘာလ26ရက်နေ့အတွင်းနေ့လိုက်ဆောင်ရင်ရှောင်းရံတွေကိုကျွန်မပြောပါမယ်နော်ဒီကာလမှာစိုးမိုးတဲ့ခန်းန်းတွေကိုကျွန်မအရင်ပြောပါအောင်မယ်အော်တိုဘာလနော်အဲ20အမ်အော်တိုဘာလ20ရက်နေ့ကနေ26ရက်နေ့အတွင်းမှာစိုးမိုးတဲ့ခန်းန်းတွေကိုကျွန်မပြောပါမယ်။စိုးမိုးတဲ့ခန်းန်းတွေကတော့ကိုးခန်းန်း၊ခုနှစ်ခန်းန်း၊လေးခန်းန်း 9ခဏ9ခဏ4ခဏစိုးမိုးပါတယ်9ခဏ9ခဏ4ခဏစိုးမိုးပါတယ်เนาะနောက်တစ်ခုနောက် तू ကတော့ဒါအရန်စိုးမိုးတာတော့မဟုတ်ဘူးဒါပေမဲ့เนาะဒါလည်းထည့်တွက်ဖို့လိုပါတယ်အဲ့တော့အဲ့ဒါကဘယ်ခဏလဲလို့ပြောရင်3ခဏ3ခဏเนาะအဲ့တော့ကိုကထီထိုးမယ်ဆိုလို့ရှိရင် ထီထွန်းရင်ကျွန်မတခုပြောမယ်နော်ထီထွန်းမယ်ဆိုရင်ကိုယ့်ရဲ့မွေးကနန်းမွေးကနန်းဆိုတာကဘာလဲလို့ပြောရင်15ရက်နေမှာမွေးတဲ့လူက6ကနန်းအဲ့ဒါမွေးကနန်းနော်ကိုယ့်ရဲ့မွေးကနန်းရဲ့နံပါတ်1ကကိုယ့်ရဲ့မွေးကနန်းအမ15ရက်နေ့မွေးတယ်ဆိုရင်တလုံးကနန်းတစ်ခုလည်းဖြစ်အောင်ပေါင်းလိုက်15ရက်နေ့ဆိုတော့1နဲ့9နဲ့ပေါင်းတော့6ကနန်းဟုတ်ပြီနော်အဲ့ဒါကိုယ့်ရဲ့မွေးကနန်းအဲ့ဒီမွေးကနန်းကိုထီနံပါတ်တွေအကုန်လုံးပေါင်းကြည့်ပေါင်းကြည့်လို့ကိုယ့်ရဲ့မွေးကနန်းရတယ်ဆိုရင်အဲ့ဒီထီကကိုယ့်အတွက်ထိုးတိုက်တဲ့ထီအဲ့ဒါကိုထိုးလို့ရတယ်နော်နောက်တစ်ချက်ကကြတော့ နော်ကိုယ့်ရဲ့မွေးတဲ့မွေးနေ့တွေမွေးရက်တွေမွေးလတွေခုနှစ်တွေတစ်ခုလုံးအကုန် ပေါင်းလိုက်နော်ပေါင်းလိုက်တဲ့အခါကျရင်နောက်ဆုံးကနန်းတစ်လုံးနဲ့ထိရအောင်ပေါင်းနော်အဲ့ဒီနောက်ဆုံးကနန်းတစ်လုံးနဲ့ထိရတဲ့ကနန်းဟာကိုယ့်အတွက်ကနန်းအဲ့တော့လူတယောက်မှာကနန်းနှလုံးရှိမယ်ပထမတစ်လုံးကကိုမွေးနေ့ကိုပေါင်းတဲ့ကနန်းเนาะအဲ့တော့အဲရှစ်ရက်နေ့မွေးတဲ့လူဆို၈ကနန်းเนาะရှစ်ရက်နေ့၈လ1988ရက်မှာမွေးတဲ့လူဆိုရင်၈ရက် မွေးနေ့ရှိရဲမွေးလာရှိရဲ1988ရဲအကုန်လုံးပေါင်းအကုန်လုံးပေါင်းပြီးရလာတဲ့ကဏန်းတစ်လုံးနဲ့ရလာလိမ့်မယ်အဲ့ဒီကဏန်းဟာကိုယ့်အတွက်ကဏန်းပဲပေါ့နော်အဲ့တော့ထီပေါက်ချင်တဲ့လူတွေနော်ထီထိုးချင်တဲ့လူတွေကြရင်အဲ့လိုမျိုးကိုယ့်ရဲ့မွေးနေ့ကဏန်းရဲ့ခုနှစ်တစ်ခုလုံးပေါင်းပြီးတော့နော်ရနိုင်တဲ့ကဏန်းရဲ့ဒါကိုကိုကထီပေါက်ဆင်မှာထီပေါက်ဆင်ကထီကဏန်းကြီးအကုန်လုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့ ိုယ့်ရဲ့ခဏန်းဖြစ်နေတယ်ဆိုရင်အဲ့ဒီ ठी ဟာကိုထိုးစင်းတဲ့ ठी ပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းမှာ ठी ပေါက်နိုင်သောကံနဲ့ဘယ်ဘယ်လာတွေမှာ ठी ပေါက်နိုင်သောကံကလူတိုင်းမှာမရှိဘူးနော်တချို့လူတွေမှာ ठी ပေါက်နိုင်သောကံကမွေးလာခဲ့ပြီးကလေးကပါလာခဲ့ပြီးသားနော်အဲ့တော့ ဘယ်လတွေမှာထိပေါက်နိုင်တယ်လဲဆိုတာတော့လူတိုင်းမှာရှိတယ်ဘယ်နှခုနဲ့မှာဘယ်အသက်ပိုင်းခြားမှာထိပေါက်နိုင်တယ်လဲဆိုတာဘေးဒင်နဲ့တွက်လို့ရတယ်နော်ဟာဒီဘုံဒီတသက်မှာထိပေါက်ကိန်းရှိမရှိဆိုတာလေဘေးဒင်ကတွက်လို့ရတယ်ပေါ့နော်အဲ့တော့ဟိုဒါကကျွန်မဟိုဒါဗဟုသုတအနေနဲ့ပြောတာကိုယ့်ရဲ့မွေးကနန်းကိုမှတ်ထားပြီးတော့ထိထိုးရင်လေဒါဟာကောင်းတယ်ကိုအတွက်ကောင်းတယ်ပေါ့နော်ထီတယ်မဟုတ်ဘူးကိုရဲ့ကိုဝယ်မဲ့အိမ်နံပါတ်တို့နော်ကားနံပါတ်တို့ဆိုရင်ကိုနံပါတ်ကလေးတွေဆိုရင်တော့ကိုအတွက်အကျိုးပေးတယ်ပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်မဆက်ပြီးတော့ပြောပါမယ်အော်တိုဘာလ20ရက်နေ့ပေါ့နော်အော်တိုဘာလ20ရက်နေ့ကိုစပြီးတော့ကျွန်မပြောပါမယ်အော်တိုဘာလ20ရက်နေ့ကအာပြောမယ်ဆိုရင်ဝစီယယုတ်နဲ့မုခယုတ်ရတဲ့နေ့ဖြစ်တယ်ဝစီယယုတ်ဆိုတာကတော့ဆုံးပျက်စီးဆုံးရှုံးခြင်းကိုဖြစ်စေတဲ့ယုတ်ပါနော်အဲမု မူခရုပ်ကကြတော့သူကဒါလည်းတိတ်ကောင်းတဲ့ရုပ်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အောက်တိုဘာလ20ရက်နေ့ကသူကညစ်ချမ်းနေထဲမှာတော့ပါတယ်နော်အတင့်တင့်ချမ်းနေအရန်ကြီးချမ်းနေနေတော့မဟုတ်ဘူးအတင့်တင့်ချမ်းနေထဲမှာပါပါတယ်ဘာကြောင့်လဲဆိုတော့ဝစီရရုပ်နဲ့နော်မူခရုပ်ဆိုတာကလူတွေကိုထိကြိုက်စေတဲ့ရုပ်ဖြစ်တယ်။ကောင်းကျိုးမရှိတဲ့ရုပ်ပေါ့နော်အဲ့တော့ရှောင်းရံအမောင်ကာလကတော့မနက်2နာရီနော်မနက်3ည3ည9ရီကနေမနက်2နာရီတွင် အမောင်ကာလဖြစ်သလိုမနက်9:00နာရီကနေပြီးတော့9:00နာရီ17မိနစ်ကနေပြီးတော့ည12:00နာရီအတွင်းလည်းအမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလမှာကိုကကိုရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်ဖို့အတွက်ကတော့ကျမကတော့ရှောင်စီချင်ပါတယ်ဒီလိုကာလမှာကိုကကုသိုလ်ရေးတွေကိုပို့ပြီးတော့လှုပ်စီချင်ပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့ အဖြူရောင်ပဲဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အရှိရက်ဖြစ်ပါတယ်ရွတ်ပွားပူဆွားမဲ့ဂါထာကတော့ရတနာတုံနဲ့ဘောဆင်တုံဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့เนาะ2025တနှစ်လုံးမှာနဝင်းဆုံးကအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့နဝင်းဆုံးကိုလူတန်းနိုင်ပါတယ်အောက်တိုဘာလ21ရက်နေ့ကတော့เนาะပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဓာတ်ချရုပ်ရတဲ့နေ့ဖြစ်ပါတယ်เนาะ21ရက်နေ့ကလည်းနေ့မကောင်းပါဘူး ရှောင်းရံအမောင်ကာလာကတော့မနက်3ည3ည나ယီရနေပြီးတော့မနက်9နာရီနဲ့16မိနစ်အတွင်းဟာအမောင်ကာလာဖြစ်တယ်လို့ညနေ3နာရီရနေပြီးတော့ညနေ4နာရီခွဲကလည်းအမောင်ကာလာဖြစ်ပါတယ်အဲ့လိုကာလာတွေမှာတော့ကိုကဂေယုဒစိုက်တဲ့ဟိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုအထူးရှောင်းသင့်ပါတယ်တန်ဖွင့်လက်ပွင့်စီတဲ့အယောင်ကတော့ပန်းယောင်ဖြစ်ပါတယ်အရက်နဲ့နာနေနေဆိုလို့ရှင်တော့အရှိမြောက်ရက်ဖြစ်ပါတယ် ရုပ်ပွားမှုဆိုရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့ပုံပန်းတုပ်ပဲဖြစ်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါတယ်။အောက်တိုဘာလ22ရက်နေ့ဗုဒ္ဓဖူးနေ့ကတော့ မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေတတ်တဲ့ကာနာယုတ်ရတဲ့နေ့ဖြစ်ပါတယ်မြစ်စုယုတ်ကကြတော့သူကလူတွေကိုထိကိုက်ပျက်စီးသိမ်းဆုံးစေတဲ့ယုတ်ဖြစ်တယ်လို့ကာနာယုတ်ကြတော့လည်းဆင်းရဲဒုက္ခကိုပေးတဲ့ယုတ်ဖြစ်ပါတယ်အဲ့တော့အခါမကောင်းပါဘူးเนาะတနေ့တာလုံးအမောင်ကာလဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဖူးနေ့ကလည်းအမောင်ကာလဖြစ်တဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့နေ့တည်းမှာမပါပါဘူးရှင်ဂိယုဒဆိုင်နဲ့နေထိုင်ရမယ့်နေ့ပဲဖြစ်ပါတယ်တံပွင့်လက်ပွင့်စေတဲ့အကြောင်းကတော့ အဝါရောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ကတော့အရှိရက်ဖြစ်ပါတယ်ရွှေပွားပူဇော်ရမယ့်ခါတာကတော့တပုတ်ဒီခါတာနဲ့ဓာရဏပရိတ်ဖြစ်ပါတယ်လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစုကိုလူတန်းနိုင်ပါတယ်အောက်တိုဘာလ23ရက်နေ့ကတော့ကျောင်းအိမ်တိုက်တာတွေကိုဆောက်လုပ်နိုင်ရတဲ့သူတိသူသူတိရရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့ဝေပုမာနာရုပ်ရတဲ့နေ့ဖြစ်ပါတယ် ြောမယ်ဆိုရင်တော့နေ့ကကောင်းနေနေတယ်မှာပါပါတယ်အမောင်ကာလကတော့နေ့တနာရီ30ကနေပြီးတော့ညနေ3နာရီအတွင်းအချိန်ကာလမကောင်းပါဘူးအဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့လှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စေရဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်ညနာကတော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့24ပစ္စည်းပဋ္ဌာန်းဖြစ်ပါတယ်။ လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစိုးကိုလှူဒန်းနိုင်ပါလိမ့်ရှင်။အော်တိုဘာလ24ရက်နေ့ကတော့ဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့ပင်မန်းစည်းရဲခြင်းကိုဖြစ်စေတဲ့ရက်ခါတာယုတ်ရတဲ့နေ့ဖြစ်ပါတယ်။အကောင်အဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်9:20ကနေပြီးတော့ညနေ12:00ထိအချိန်ခါမကောင်းပါဘူးအမောင်ကာလဖြစ်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရောင်ကတော့ တခွားရောင်နှုတ်နှစ်ရောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုလို့ရှိရင်တော့အရှိမြောက်အရက်ဖြစ်ပါတယ်ရုပ်ဘွားပူဇော်ရမယ့်ခန္ဓာကတော့ဂုံတော်ကွန်ချာပုပ္ပနာတုံးနဲ့မြတ်တာတုံးကိုပူဇော်တင်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းပေးပါအောက်တိုဘာလ25ရက်နေ့ကတော့စနေနေ့ဖြစ်ပါတယ် အမတာယုံနဲ့ချင်းမြမြောက်စားခြင်းခံရတတ်တဲ့အမတာယုံနဲ့ပစ္စည်းဥစ္စာတွေကိုကုံဆုံးစေတတ်တဲ့မူတလာယုံရတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရံအမောင်ကာလကတော့မနေ့7နာရီကနေပြီးတော့7နာရီနဲ့48မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးမနေ့9နာရီကနေပြီးတော့မနေ့10နာရီနဲ့30မိနစ်အတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့ဒီလိုကာလတွေမှာကိုက အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုကာလတွေကနော်ရှောင်းတဲ့နယ်နေထဲမှာပါဝင်ပါတယ်။တံဖွဲလက်ပွင့်စေတဲ့အရာကတော့မိကိုရောင်ဖြစ်ပါတယ်အရက်မျက်နာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်ရွပွားပူဇော်ရမယ့်ဂါထာကတော့တံပုတ်ဒီဂါထာနဲ့ဒါဒနာပရိတ်ဖြစ်ပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းစုံကိုလှူဒန်းပေးပါအောက်တိုဘာလ26ရက်နေ့အောက်တိုဘာလ26ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်တနင်္ဂနွေနေ့မှာ ကာနယုတ်နဲ့တိတ်တိယုတ်ရတဲ့နေ့ဖြစ်ပါတယ်။ကာနယုတ်ကတော့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့ယုတ်ဖြစ်ပြီးတော့တိတ်တိယုတ်ကတော့အလုံးစုံပြီးစီးအောင်မြင်စေတတ်တဲ့ယုတ်ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့အကောင်းအဆိုးနှစ်မျိုးစလုံးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်။ ရှောင်းရံအမောင်ကာလာကိုကြည့်တဲ့အခါမှာအမောင်ကာလာက3ည3ည9နာရီကနေ3ည9နာရီ48မိနစ်တွင်အချိန်အခါမကောင်းပါဘူးညနေ4နာရီ30မိနစ်ကနေပြီးတော့ညနေ6နာရီအတွင်းမှာအချိန်အခါမကောင်းပါဘူးရှင်ဒီလိုမကောင်းတဲ့အချိန်အခါကိုရှောင်ပြီးတော့ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့မနက်10နာရီအလွန်မှာ နော်သိတိယုံရထားတဲ့အတွက်အဲ့ဒီကာလမှာတော့လှုပ်ဆောင်မယ်ဆိုလို့ရှိရင်နော်လှုပ်ဆောင်နိုင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့ကျမကတော့အဖြူရောင်ကိုညွှန်ပါတယ်။အဖြူရောင်အရက်ညနာနေနဲ့ဆိုလို့ရှိရင်နော်မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ့်ခါရာကတော့ပရိကြီး73ဖြစ်ပါတယ်။နော်ကျမအနေနဲ့ကတနင်္ဂနွေနေ့တိုင်းမှာကျမကပရိကြီး73ကိုရွတ်စေချင်တယ်ပေါ့နော်ဖြစ်မှန်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်နော်ပရိကြီး73ကိုနော်အပတ်တစ်ပတ်လုံးကိုကနေ့တိုင်းရွတ်နိုင်ရင်တော့ပိုကောင်းပါတယ်။တကယ်လို့နေ့တိုင်းမရွတ်နိုင် ုင်ဘူးကို့အတွက်အချိန်ပေးဖို့အခက်ခဲရှိတယ်ဆိုရင်တပတ်မှာတရက်ဆက်သက်တုံလုံးစုံအောင်ရွက်ပွားပူဇော်ပေးပါအဲ့တော့ကျမအနေနဲ့နော်အောက်တိုဘာလ20ရက်နေ့ကနေပြီးတော့26ရက်နေ့အတွင်းမှာဂျိုနီထားရနေ့လိုက်ဆောင်ရရှောင်ရနေလို့တော့ကျမပြောချပြပါပြီဒါအပြင်ကျမကြပါစီချမ်းသာကြပါစီဘေးရန်ကင်းကြပါစီဆင်းရဲဒုက္ခကင်းကြပါစီကိုကိုကိုကောင်းမွန်စွာကာကွယ်ဆောင်ရှောက်နိုင်ကြပါစီ